အားလုံးပဲမင်္ဂလာပါအဆင်ပြေကြရဲ့လားဏီကောင်းချမ်းမအဆင်ပြေကြပါစေဗျကျွန်တော်ဒီနေ့တော့နောက်ထအတွေးခေါ်ပညာရှင်ရဲ့ဒီအတွေးခေါ်တစ်ခုအာထပြီးတော့တင်ပြมาဖြစ်တယ်ပေါ့လေနော်ဒီဒီအတွေးခေါ်ကြတော့ဒီသူကသူကဘာဝါဒလဲဆိုတော့လက်တွေ့သက်ဝါဒဖြစ်တယ်ပေါ့လေနော်လက်တွေ့သက်ပဲအဲ့ဒါတော့ဝီလျံဂျိမ်းပေါ့ ီအတွေးခေါ်ပညာရှင်ဝီလျံဂျိန်းကဒီသူ့ရဲ့တွေးခေါ်ထားတဲ့ဒီလက်တွေ့သက်သက်ဝါဒအကြောင်းပေါ့ပြောပြမှာဖြစ်တယ်ဗောလေနော်ဒီနေ့ဒီဒီစာအုပ်ကြတော့ဒီစာအုပ်ဖြစ်တာဗောနော်ကျွန်တော်ဖားတဲ့စာအုပ်ကြတော့ဒီဆန်းလွင်ပေါ့ဇာယေးစရာတော့သူကကပတ်တွေးခေါ်ရှင်ကြီးများဗောနော် the philosophy အများအများကြီးသူသူထည့်ပြီးတော့ရေးထားတဲ့စာအုပ်တအုပ်ဖြစ်တယ်ဗောလေနော်အဲ့တော့ William William Jane ကသူဘယ်လိုမျိုးပြောလဲဆိုတော့เนาะဒီ ရုပ်ဝါဒပဲဖြစ်ဖြစ်ပေါ့နာမ်ဝါဒပဲဖြစ်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 ပေါ့ခွဲခြားပြီးတော့ကျွန်တော်တို့အငင်းပွားနေခြင်းဟာတဲ့အမှန်တကယ်တော့ဘာမှမထူဘူးပေါ့လေတော့သူပြောတာဒီအတိတ်ပဲလည်းမရှိဘူးပေါ့အဲ့တော့လက်တွေ့ကြကြကျွန်တော်တို့ အရာရာရှုမြင်မှဒီရုပ်ဝါဒနဲ့စိတ်ဝါဒဆိုတာအတူတူပဲဖြစ်တယ်ဆိုတာကျွန်တော်တို့ကျွန်တော်တို့မြင်ရမှာဖြစ်တယ်ပေါ့နော်အဲအဲ့တော့ဝီလျံဂျိန်းကသူဆက်ပြောတယ်ပေါ့လေနော်သူဘယ်လိုမျိုးဆက်ပြောလဲဆိုတော့ ဒီရုပ်လောကပဲပြပြောပေါ့နော်နံလောကပဲပြပြောပေါ့နော်ကျွန်တော်တို့ဒီကဘာမြင်ကြီးမှာပေါ့နော်ဒီကဘာလောကကြီးမှာဆိုအကြောင်းရအအကြောင်းတစုံတရာထူခြားလာမှာမဟုတ်ဘူးပေါ့လေနော်ကျွန်တော်တို့အငင်းဘွားအငင်းဘွားမှုမှန်သမျှမှာဆိုရင်လဲကျွန်တော်တို့ကဆိုလိုတာအာပြဿနာကိုပြည်လဲစေပေါ့လေနော်အဲ့ဒီတော့သူသူဆက်ပြောတယ်ပေါ့နော် ပြဿနာမှန်သမျှမှာဆိုရင်တော့လက်တွေ့ကြကြကျွန်တော်တို့ကစုမြင်မှဒီပြဿနာတစုံတရာမဟုတ်ကြောင်းကျွန်တော်တို့တွေ့ရမှာမဟုတ်လဲနော်အဲဝီလျံဝီလျံဂျင်းဆက်ပြောတယ်ပေါ့လဲနော်အဲမြင်တဲ့အတွေ့အမြင်အယူအဆမျိုးမစိုးတဲ့ကျွန်တော်တို့လက်တွေ့တကယ်တမ်းရှိနေသောဘဝ၌အကျိုးစီးပွားတစုံတရာကိုဆောင်ကြည့်ပေးမယ်ဘဝအတွေ့အကြုံတွေကိုစိတ်ကြည်နာဖွယ်ဖြစ်အောင်ဆက်စပ်ပေးမယ် အချိန်ကုန်လူပန်းသက်သာစီမံဆိုလင်တဲ့ထိုအယူအဆထိုအခြေအနေတွေမှန်တယ်ဟုသူကကြေညာတယ်နော်သူသူကပြောတယ်ပေါ့နော်အာလက်တွေ့အားဖြင့်ပေါ့လက်တွေ့အားဖြင့်ဤကမ္ဘာလောကကြီးကတကယ်တမ်းရှိနေတဲ့ဤအချက်ကိုနော်လက်တွေ့အကြဆုံးဖြစ်တယ်ပေါ့သူဆိုလိုတာကတော့ဒီဒီလောကကြီးကိုဆိုရင်ဒီလောကကြီးမှာဆိုရင်ရုပ်လောကပဲဆိုဆိုနိုင်လောကပဲပြောပြောပေါ့နော်အဲ့လိုမျိုးပြောဆိုနေခြင်းမှာဆိုရင်နော်ဒီ ဒီကမ္ဘာလောကကြီးမှာဆိုတဆုံတရာထူခြားလာမှာမဟုတ်ဘောနော်အဲ့တော့ဒီဘောအဲ့တော့ဒီဝါဒကဘယ်လိုမျိုးပြောလဲဆိုတော့တနည်းအားဖြင့်ဘောနော်ဒီလက်တွေ့လက်တွေ့ဝါဒကြတော့တော့အစိုးများဤအမှန်အမှားကိုတဲ့လက်တွေ့ဘဝတွင်တဲ့ကိုဤအကျိုးစီးပွားစိတ်ချမ်းသာမှုဒုက္ခများကိုပေးနှံ့ခြင်းမပေးနှံ့ခြင်းဖြင့်ဆုံဖြတ်သောဝါဒဖြစ်တယ်ဘောလင်တော့ဒီဝါဒကြတော့ဝီလျံဂျဲကပါဆက်ပြောလဲဆိုတော့ဝီလျံဂျဲကပါဆက်ပြောလဲဆိုတော့သူပြောတယ် အသိပညာဆိုတာတဲ့အစဉ်စစ်အသုံးချရန်လက်နက်ကရိယာတစ်ခုသာဖြစ်တယ်เนาะအသိပညာအတတ်ပညာသာမအာအတတ်ပညာအတွက်သာမဟုတ်ဘောเนาะအသိပညာမအသိပညာဟာတဲ့အသိပညာအတွက်သာမဟုတ်ဘူးပေါ့ဒီအဲဘဝအတွက်လူအသောအသုံးဆောင်တစ်ခုအာဖြစ်ရမယ်ပေါ့เนาะအဲသူကတော့အဲ့လိုမျိုးယုံကြည်တယ်ပေါ့လေเนาะ ဒါမဲ့ဒီစာရေးစရာသူကပြန်ပြီးတော့ထောက်ပြတယ်မလားသူသူ့ရတွင်တဲ့ဘဝဆိုတာကတော့တဲ့အသိပညာအတွက်လူအတော့အသုံးဆောင်မဟုတ်ဘူးတဲ့ဆုံးနေဖြစ်ချောက်ရမယ်ဆိုရင်တော့ဒီလက်တွေ့ဝါဒပေါ့လက်တွေ့ဝါဒဆိုတာတော့တွေးခေါ်မြုံမြင်ပုံ စနစ်ကြီးတစ်ခုတော့မဟုတ်ဘူးပေါ့လေနော်သူကတော့တွေးခေါ်ပုံတွေးခေါ်နည်းတရားသာဖြစ်တယ်ပေါ့နော်ဒီဒီဒီဝါဒကြတော့လေဒီအတွေးအမြင်မှန်ခြင်းဒီတဲ့ လက်တွေ့အသုံးချနိုင်ခြင်းဖြစ်ရမှာပေါ့နော်အပြုတ်မူမှန်ခြင်းဒီလဲလက်တွေ့အကျိုးရှိခြင်းပင်ဖြစ်တယ်ပေါ့ဒီလက်တွေ့ဝါဒရဲ့ဒီယုံကြည်ချက်အရာတော့နောက်ဆုံးအနေဖြစ်ပေါ့နော်ဂျင်းရဲ့ဒီလက်တွေ့ဝါဒကြတော့နော် သူကလက်တွေ့အသုံးချမှုနဲ့အဖြစ်အပျက်များတစ်ခုနဲ့တစ်ခု ရှင်းနောက်ကိုင်ညီမှုပေါ့နော်လိုက်လျောညီထွေစွာ ဖြစ်ပေါ်မှုများကိုတော့သူကထက်တွေးပြီးတော့စဉ်းစားခဲ့တယ်ပေါ့နော်ဒီလက်တွေ့ဟွာဒစဉ်းစားတွေးခေါ်ပုံတွေးခေါ်နေတယ်မှာပေါ့လေနော်โอเคကျေးဇူးအားပေးသူများကျေးဇူးတင်တယ်ပေါ့လေနော်ဒီနားထောင်ပြတဲ့အတွက်ဒီလက်တွေ့ဟွာဒအအကြောင်းပေါ့နော်